ုင်းနိုင်ငံမှာစီးပွားရေးကျဆင်းမှုတွေကြောင့်အလုပ်ရုံအများစုကလုံသားဥယျာဉ်လျှော့ချတာတွေပြုလုပ်နေပြီးပြီးခဲ့တဲ့တပတ်တာအတွင်းအလုပ်ထုတ်ခံခဲ့ရတဲ့စက်ယုံလုံယုံရှင်ယုံကမြန်မာ ရွှေပြောင်းလုံသား3000ကျော်ကိုကူညီပေးမှုတွေပြုလုပ်ခဲ့တယ်လို့အလုပ်သမားကူညီအဖွဲ့မြန်မာ Humanitarian Action Center MHACC ကတည်ရပါတယ်။ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကဖေဖော်ဝါရီခရိုင်ရှိ CD ဆက်ယုံကလုံသမား1450ဦးအလုပ်ဖြုတ်ခံရပြီး ပြီးကြတဲ့ရတရပတ်နဲ့အခုရတရပတ်အတွင်းလုံသားလျှော့ချတဲ့စက်ယုံအလုံးယုံပေါင်း10ခုကျော်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အခုလိုစီးပွားရေးခြေအနေတွေကြောင့်လုံသားလျှော့ချတဲ့ဖြစ်စဉ်တွေထိုင်းနိုင်ငံအနှံ့ပြောင်းမှဖြစ်ပွားနေပြီ။ MHC အဖွဲ့ကလုံဖြုတ်ခံရတဲ့မြန်မာရွှေပြောင်းလူသမား3000ကျော်ကိုအလုံရှင်နဲ့ညှိနှိုင်းပေးကရာသင့်တဲ့အခွင့်အလမ်းတွေရရှိနိုင်ဖို့အကူအညီတွေပေးခဲ့တာဖြစ်ပါတယ်။လုပ်ငန်းခွင်တွေကနေဘာလို့အစုလိုက်ပြုံလိုက်လုံပြုတ်လာလဲဆိုလက်ရှိထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ထိုင်းကတရုတ်နိုင်ငံသားတွေလုပ်ငန်းရှင်တွေကိုတော်တော်လေးကိုလက်ခံလိုက်တယ်။အဲလုပ်ငန်းရှင်တွေကထိုင်းတွေနဲ့နာမည်ခံပြီးတော့တရုတ်စက်ရုံတွေလုပ်ကြတယ်။အများကြီးပဲအမေရိကန်ကလည်းသူ့ရဲ့ policy အရ trend တက်လာတော့ထိုင်းကတရုတ်လုပ်ငန်းတွေများလာတယ်။တရုတ်လုပ်ငန်းတွေပဲဆိုပြီးအခွန်တိုးမြှင့်ကောက်ခံတာတွေနဲ့အတူစီးပွားရေးကကျလာတယ်။အဲ့ဒါတွေရဲ့နောက်ဆက်တွဲကအလို့ယုံတွေမှာဆုလိုက်ပြုံလိုက်လှုပ်လျှော့တာတွေလုံလာကြတယ်လို့ AAC ကိုရဲမင်းက AR Times ကိုပြောပါရယ် လက်ရှိမှာအလုပ်ရှင်တွေကအလုပ်သမားတွေကိုလှုပ်ဖြုတ်ရမှာတက်တန်းရဲ့အလုပ်သမားတွေကိုသာမကအလုပ်ဝင်ကစအလုပ်သမားတွေကိုပါအလုပ်ဖြုတ်တာတွေရှိတဲ့အတွက်အလုပ်သမားတွေဥပဒေရရှိနိုင်မဲ့အကျိုးခံစား권တွေအတွက်လည်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကခြားချင်းဆောင်ခရိုင်ရှိအလုပ်ယုံတစ်ခုကအလုပ်သမား320ကျော်မှအလုပ်ဖြုတ်ခံခဲ့ရပြီး MHAC အဖွဲ့ကလိုအပ်တဲ့အကူအညီတွေပြုလုပ်ပေးခဲ့ရာ လက်ရှိမှာရောကြီးငွေပတ်သုံးတန်းရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။အခုလိုစုလိုက်ပြုံလိုက်လှုပ်ထုတ်မှုဖြစ်စဉ်တွေကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကထိုင်းနိုင်ငံမှာကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ဘူးတဲ့။အဲ့ဒီတုန်းကလည်းလူသမားတွေတောင်းနဲ့ချီပြီးအလုပ်ပြုတ်ခဲ့ဘူးတဲ့။အခုလည်းအဲ့လိုဖြစ်စဉ်တွေအစပြိုးနေတဲ့ပုံရိပ်တွေကိုကျွန်တော်တို့ရန်လူသမားရေးတွေ့ကြုံရမြင်တယ်လို့ကိုရဲမင်းကဆက်လက်ပြောပါတယ်။ထိုင်းနိုင်ငံမှာစီးပွားရေးကြက်တင်းမှုတွေကြောင့်လူသမားတွေရှော့ချတာခံနေရပေမဲ့ မြန်မာနိုင်ငံသားတွေမှာစစ်ကော်မရှင်ရဲ့စစ်မှုရန်တပ်သားအစ်စုဆောင်မှုနဲ့စီးပွားရေးဆဆင်းမှုကြောင့်ထိုင်းနိုင်ငံကိုနေ့စဉ်တရားမဝင်ဝင်ရောက်မှုတွေရှိနေပြီးဖမ်းဆီးခံရမှုတွေလည်းနေ့စဉ်နှီးပါရှိနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကထိုင်းမြန်မာနယ်စပ်ကန့်ချနဘူရီခရိုင်မှာမြန်မာဘက်ကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား60ကျော်ဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေကသိရပါဗျ။